တာဝရိဏနတ်ပြည်ကိုတက်ပြီးတော့ခွန်တော်မြောက်ဝါဆိုအဘိဓမ္မာတရားဟောပြီးတော့လူပြည်ပြန်လာတဲ့အခါအမတန်ကြီးမားတဲ့လူရုပိယိတ်တကြီးကရှင်သာရိပုတ္တရာကိုသိပြီးမသိကြဘူးစိတ်မဝင်စားကြဘူးသူတို့အတိအမှတ်ပြုတာအထင်ကြီးတာဘယ်လိုလုပ်ဆိုရင်တကုရှင်ဖြစ်တဲ့ရှင်မောကလန်တို့ဒေဝဆက်ခုနဲ့စွမ်းအားရှိတဲ့ ရှင်အနုရုဒ္ဓတို့ကိုပဲအထင်ကြီးကြတရင်မေးတဲ့အခါမှာမြတ်စွာဘုရားဘယ်တော့ကြွလာမှာတော့ခုခေတ်ဆိုရင်တော့ပြောရေးဆိုခွင့်ရှိသူပေါ့နော်ရှင်အနုရုဒ္ဓတို့ကဖြေတယ်ဘုရားဘယ်တော့ကြွလာမယ်ဆိုတာသွားပြီးတော့တကိုးနဲ့ကြွရောက်ပြီးတော့မေးမြန်းနိုင်တာရှင်မောကလန်တို့ကဖြေတယ် အဲ့တော့အဲ့ဒီလူတို့ပြိဿကြီးဟာရှမဂလန်တို့ပို့ပြီးတော့အချင်းကြီးတယ်စင်တာရိပုတ္တရာရှိနေတော့လည်းပဲစင်တာရိပုတ္တရာကိုသိပ်ပြီးတော့လူတွေကအချင်းကြီးတဲ့သဘောမရှိဘူးယသော်ဗျာလူပြည့်ဆင်းလာတဲ့အခါမှာယသော်ဗျာကဒီအချက်ကိုတတိထားမိတယ်ဘုရားသာသနာတော်မှာပညာရှင်နဲ့တကူရှင်ဆိုရင်ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ် တကူရှင်ကနံပါတ်1နေရာမှာရှိတယ်ခိုင်ဟာရာကီလို့ခေါ်ဆင့်နဲ့ထားတဲ့အခါမှာပညာရှင်ကနံပါတ်1တကူရှင်ကနံပါတ်1ဒီလိုဆင့်ဆက်ထားတယ်ဘုဒ္ဓတကူရှင်ကလားနံပါတ်1ကိုကြော်ပြီးတော့နံပါတ်1ကိုလူသိများနေတာကိုမြတ်စွာဘုရားကတတိထားပြီးတော့တပရိဏ္ဏတ်ပြေကနေ စောင်းနှံ၃၀နဲ့ပြုပြင်ကိုကြွဆင်းလာတဲ့အခါသင်္ကတတကားဝစောင်းနှံဥရောက်တဲ့အချိန်မှာမြတ်စွာဘုရားကိုပထမဆုံးနှုတ်ဆက်ကြောခွင့်ရတာစင်္သာရိပုတ္တရာ